ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတော့မြင့်တီကိုပါပြည်ရင်းတော့ကလေးပဲနှမ်းနဲ့မြေပဲအောင်စုဈေးကောင်းရနေကဝဲလူအားကောင်းနေတဲ့တင်းမောက်တော်ဝင်စောတာကြောင့်ရေပေးတန်းပုံပုံဖြစ်ပေါ်နိုင်တယ်လို့သတိပေးလိုက်တဲ့တင်းဝိုင်းရုံးကပြပမှုတွေကြောင့်တပတ်အတွင်းမှာတရာခုနဆက်နှုန်းတည်ဆုံခဲ့တဲ့တင်း ဘရူနိုဖာနန်ဒက်စ်ကိုပေါက်သန်းနေရာဒီပေးဖို့ဘူးတွေအဲဒီလဲစစ်စစ်နေတဲ့တင်းပါဝင်အစားရှိတယ်ပြည်ပြည်ပြည်ပါစိတ်ဝင်စားဖို့ရတဲ့တင်းလေးကိုတင်ဆက်ပေးတော့မှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ပြည်ဝင်သောကလေးပဲအုပ်စုနန်းနဲ့မြေပဲများဈေးကောင်းရရှိကဝဲလိုအားကောင်းနေပါတယ်။ဒီသတင်းကိုတော့မြတ်သူတူကပေးပို့လာတာပါ။ ပုတ်ကုံပဲတွေဈေးတည်ငြိမ်နေတော့လေပြည်ရင်းသောကလည်းပဲအောင်စုနန်းနဲ့မိဘများမှာဈေးကောင်းရရှိကဝဲလူဝါကောင်းနေတယ်လို့ပဲခုံတဲ့ထားနေသိရပါတယ်မန္တလေးမြို့ပဲနန်းဈေးကွက်မှာမိဘဆန်နဲ့နှမ်းမြို့စုံဈေးကွက်မှာဈေးကောင်းရရှိနေကြောင်းပြည်ရင်းမြေပဲစီသုံးဆွဲမှုမြင့်တက်လာတာကြောင့်စီထွက်သည်နဲ့များဝဲလူဝါကောင်းနေကြောင်းပြည်ရင်းသောကလည်းပဲနဲ့ကျွန်းစတော်ပဲတွေဈေးမြင့်ရရှိနေကြောင်းပုဂံပေးများမှာတော့တုံးတဲ့ဝင်တဲ့ကိုငွေကြက်တုံးတဲ့အောင်မှာဒါအယားဝင်ဖြစ်နေတယ်လို့သိရပါတယ် စီထွက်သည့်နယ်များကိုပြင်းပြင်းပြပဝဲလိုအပ်ကောင်းနေရာလက်ရှိအချိန်မှာဈေးနှငယ်ပြင်းနေကြဆဲမှုရှိတော့လေနှမ်းနှံတုံးတင်ဝင်တဲ့အိတ်ကိုငွေကျပ်9သိန်း8000နှမ်းပြူကျပ်တုံးတင်ဝင်တဲ့အိတ်ကိုငွေကျပ်4သိန်း15000နှမ်းပြူပမာတုံးတင်ဝင်တဲ့အိတ်ကိုတော့ငွေကျပ်3သိန်း6500နှမ်းညိုတုံးတင်ဝင်တဲ့အိတ်ကိုတော့ငွေကျပ်3သိန်း4500မြေပဲနီးလုံးဆန်တပိတ်တာကိုတော့ငွေကျပ်9900ကနေ1100မြေပဲစီတပိတ်တာကိုတော့ငွေကျပ်3သိန်း9500အဖက်တပိတ် ာကိုတော့ငွေကျပ်4900ကနေ4950ကျားမှာအတိအသီးပေါစီရှိနေလို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာဒိန်းသဘောကိုတင်ဆက်ပေးကြပါတယ်။မောက်တော်အဝင်ဆိုတာကြောင့်ရေပိတဲ့ပုံမဖြစ်ပေါ်နိုင်တယ်လို့သတိပေးလိုက်ပါတယ်။ဒီတဲ့ကိုတော့ငင်းကြောင်ဝါပြပူလာတာပါ။ မုတ်တုံမူရသည်ပုံမှန်ထက်အဝင်ဆောရာကြောင့်မူရသူမူတွေပုံမှန်ဖြစ်ပေါ်နေတယ်လို့ရေပီးတန်နဲ့ပုံမှန်ရင်ဆိုင်ရနိုင်တယ်လို့အိန္ဒိယမိုးလေဝသဦးစီးဌာနကသတင်းထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။အိန္ဒိယနိုင်ငံမှာမုတ်တုံမူရသည်ဟာပုံမှန်ထက်16နှစ်အတွင်းမှာပုံမှန်အဝင်ဆောခဲ့တယ်လို့မွန်ဘိုင်းလူမျိုးကြီးတွေမှာမူရဆက်ရွာသွန်းနာတွေကြောင့်ရေကြီးမှုတွေဖြစ်ပေါ်နေပါတယ်။အိန္ဒိယနိုင်ငံအတွက်မုတ်တုံမူရသည်ဝရမှုဟာပြီးခဲ့တဲ့16နှစ်အတွင်းအဆောဆုံးဖြစ်ခဲ့လို့လည်းသိရပါတယ်။ လက်သမားတွေအနေနဲ့မှုတ်တုံမိုးရာသီဝင်လာစောခဲ့တာကြောင့်စိုက်ပျိုးဓာတွေကိုအချိန်မီလုံဆောင်နိုင်မှုအတွက်အားစိုက်လုံဆောင်မှုလိုအပ်တယ်လို့လည်းအိန္ဒိယစိုက်ပျိုးဝန်ကြီးဌာနကတိုက်တွန်းချက်ထုတ်ပြန်ခဲ့ပါတယ်။မိုးရက်ဆက်ရွာသွန်းမှုတွေကြောင့်မုံမိုင်းမြို့မှာရေကြီးမှုတွေဖြစ်ပွားပြီးတော့မြို့ရင်းပို့ဆောင်ရေးလုပ်ငန်းတွေအခက်အခဲတရွှေ့ဖြစ်ပေါ်ခဲ့ချိန်မှာအိန္ဒိယမိုးလေဝသအုပ်စုဌာနကသတိပေးချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။မုံမိုင်းပါဝင်အိန္ဒိယနိုင်ငံတွေကလူရေတန်းနဲ့ရှိပြီးနေထိုင်တဲ့မြို့ကြီးတရွှေ့ဟာနှင်းစင်မိုးရာသီမှာရေပိတံနဲ့ရင်ဆိုင်ရတာ လာကြောင်းလည်းသတိပေးချက်ထုတ်ပြန်တာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါတယ်။ဝေယောကပြပမှုတွေကြောင့်တပတ်အတွင်းမှာ190ကျော်တည်ဆုံခဲ့ပါတယ်။ဒီတွေကတော့ငင်းကြောင်ဝါပြပလာတာပါ။ဝေယောကကုဆက်ပြပမှုတွေကြောင့်ဆူရန်နိုင်ငံမှာတပတ်အတွင်း190ကျော်တည်တည်ဆုံခဲ့လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကသတင်းထုတ်ပြန်လိုက်ပါတယ်။ဝေယောကကုဆက်ခံရသူ2000ကျော်ထိရှိခဲ့တဲ့အပြင်တည်ဆုံသူတွေဟာလည်းစိုးရင်ဘွေအနေထားဒီမြင့်တက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ကုဆန်မှုအများဆုံးဖြစ်ပေါ်ခဲ့တဲ့နေရာဟာဆူရန်ဆူရကိုလက်နက်ကင်ပုံကန်နေတဲ့ ISF တပုံတွေကနီလန်မျိုးမျိုးနဲ့အစိုးရတပ်တွေကိုတိုက်ခိုက်မှုတွေလုံဆောင်နေတဲ့ခါတုံမျိုးဖြစ်တယ်လို့လည်းသိရပါဗျ။ဆူရန်ကျမ်းမိုင်ဝန်ကြီးဌာနကဝန်ရောက်ကပြပွားမှုနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်ခဲ့ရမှာ ISF တပုံတွေက drone နဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရမှာခါတုံမျိုးကိုရေးပီးနေတဲ့စစ်ရုံတွေနဲ့ရေးပီးနေတဲ့တခြားနေရာတွေကိုထိခိုက်ခဲ့တာကြောင့်တန်ရှင်းနဲ့ရေးပီးတာပြတ်တန့်သွားတာကဝန်ရောက်ကပြပွားစေတဲ့အဓိကအကြောင်းဖြစ်တယ်လို့ထုတ်ပြန် န်ချက်ထဲမှာဖော်ပြခဲ့ပါတယ်။ခါတွန်မြို့မှာတိုက်ပွဲတွေကြောင့်လျှက်စစ်မှုပြတာမှုတွေဖြစ်ပေါ်နေတာကြောင့်ရေကိုကျူးချက်တောက်ဖို့အတွက်ခက်ခဲနေတာကလည်းဝန်ရောက်ကကူးစက်ပြပမှုကိုပုံပုံမြင့်တက်စေရလို့သိရပါတယ်။ဆက်လက်ပြီးအားကစားတဲ့ပုံကိုလည်းလက်ခံရရှိထားပါသေးတယ်။ Bruno Fernandes ကိုပေါင်တန်းနေရာအတိပေးခေါ်ဖို့အတွက်အဲ့ဒီလေးစီစဉ်နေပါတယ်။ဒီတင်ကတော့ညင်းချောင်းဝါပြပူလာတာပါ။ ဆော်နီကလန်အဟီလေဟာမန်ယူအသင်းကောင်စာဘရူနိုဖာနန်ဒက်စ်ကိုပေါင်တန်း100အထိပေးပြီးခေါ်ယူဖို့အတွက်စီစဉ်နေရလို့သိရပါတယ်။မန်ယူအသင်းရှမ်ပီယံလိမုံကမြရာကြောင့်နိနာခေရာကပေါင်တန်း100ကျော်ရှိခဲ့တဲ့ပြင်အဲ့လိုနိနာခေရာကြောင့်နွေရာသင်္ကြန်သမားအပြောင်းရွှေ့စည်းကွက်အတွင်းမှာအသင်းကိုအားပြဖို့အတွက်ခက်ခဲသွားခဲ့တာကိုမန်ယူအသွင်းဘက်ကကုစားဖို့အတွက်လုံလောက်တဲ့ပမာဏမျိုးကိုအဲ့ဒီလက်ဘက်ကကမ်းလှမ်းဖို့အတွက်စီစဉ်နေတာဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်အတွက်လည်းအခွင့်ပေးဆောင်မှုမလိုပဲဘက်လောက်ခလာစားပေါခုနှစ်သိန်းအထိမလုံးပေးပြီးခေါ်ယူဖို့အရင်လက်ဘက်ကစီစဉ်နေရလို့သိရပါတယ်အသက်30ရေရှိပြီဖြစ်တဲ့ဘရူနိုဖာနန်ဒက်စ်ကိုဆော်ဒီလင်မှာလာရောက်ကစားနေကစားသမားတွေထဲမှာလစားအများဆုံးရရှိတဲ့ကစားသမားဖြစ်စေမဲ့ကလန့်မှုမျိုးကိုအရင်လက်ဘက်ကလုံဆောင်ဖို့အတွက်ပြင်ဆင်နေရဖြစ်ပါတယ်ခန်းစား괴မြန်မာလွန်နဲ့ကလန့်မှုမျိုးဖြစ်ပေမဲ့ဘရူနိုဖာနန်ဒက်စ်အနေနဲ့နီးပြအိမ်မွေနဲ့လက်တွဲပြီးမန်ယူအသင်းပြန်တဲ့တိကျတဲ့နေရာမှာပါဝင်ဖို့အတွက်ကလန့်မှုတွေ ေကိုလက်ခံပွဲမရှိဖြစ်နေတယ်လို့သိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။